ဝေဖန်မှုတွေကြောင်းတရားရသွားပြီးတော့အစီအနေကိုဆွလွတ်ခါသာသနာ့ဘောင်ဝင်ခဲ့တဲ့ဥက္ကမင်းမောင်အမေရိကမှာနေထိုင်ပြီးတော့တနိုင်ငံလုံးနဲ့ပြဿနာတွေပတ်ပြီးတော့ဖြစ်နေခဲ့တဲ့မင်းသားဥက္ကမင်းမောင်ကတော့တရားသဘောတွေရရှိသွားခဲ့ပါပြီ။သူကအမြဲတမ်းပြဿနာတွေဖြစ်လိုက်၊ရှင်နေဖြစ်လိုက်နေပူလောင်မှုတွေကိုပဲ ခန်းစားနေခဲ့တာကြောင့်ဒါတွေကို login mode ဗုဒ္ဓဂ aya ကိုတွားရပြီးတော့တရားအထုတ်တော်မှာပဲဖြစ်ပါတယ်။မိခင်ကြီးဟာသူရှိရာကိုလာလေတဲ့ခါမှာအယံဝန်းတာနေခဲ့ပြီးအိန္ဒိယနိုင်ငံရဲ့နမေကျော်ဗုဒ္ဓဂ aya ကိုတွားရပြီးတော့ဖျားဖို့ခဲ့ပါတယ်။ ဒီမှာမိခင်ဖြစ်သူကလည်းသီလရှိဝတ်မေလို့ဆုံးဖြတ်ခဲ့တဲ့အတွက်ဥက္ကမင်းမောင်လေးဒါဆိုရင်လေသူလည်းအေးချမ်းရအေးချမ်းကြောင့်ဘုံကြီးဝတ်တော့မေလို့ဆုံးဖြတ်ချက်ချခဲ့တာပါဥက္ကမင်းမောင်က NGPT ဖြစ်တာကြောင့်ဒီလိုမျိုးသာသနာပေါင်းထဲမှာဘုံကြီးဝတ်လိုက်မေလို့ပြိသက်တွေကမထင်တာခဲ့ကြပါဘူးပြီးတော့ပြည်ထနာရိုင်းနဲ့ပတ်ရှုံနေပြီး စွာစီလန်အောင်ရန်နေဖြစ်နေတဲ့အတွက်အေးကြကြနဲ့ဖုန်ချီဝတ်နိုင်လိမ့်မယ်လို့မထင်တာခဲ့တာဖြစ်ပါရည်။ဒါ့အပြင်လည်းဥက္ကမင်းမောင်ကတော့သူကလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးအမျိုးသားတရားဖြစ်တဲ့အတွက်သာသနာပေါင်းတွေကိုဝင်ရောက်ပြီးတော့ဖုန်ချီဝတ်ခဲ့တာဖြစ်ပါရည်။ဥက္ကမင်းမောင်လို့ပြောလိုက်ရင်အမြဲတမ်းစင်တွေကိုပဲပတ်စားဇလန်းတွေပဲရှုပ်နေပြီးတော့ဂေတမောကြီးပေါ်မှာတာယာမှုတွေကိုရှာရှုနေတဲ့သူတယောက်လို့လည်းထင်တာခဲ့တာပါ။ ဒါပေမဲ့ဥက္ကမင်းမောင်ကတော့ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီးတရားထုတရားမြတ်တွေကိုရှစေဖို့စိတ်နှလုံးအေးချမ်းစေဖို့အတွက်မိခင်နဲ့တူသာသနာပေါင်နဲ့ဝင်ပြီးတော့တရားအောက်ထုတ်နေကြတာပဲဖြစ်ပါရည်။သာသနာပေါင်မှာဘုံကြီးဝတ်လိုက်ပြီးဖြစ်တဲ့ဥက္ကမင်းမောင်ရဲ့ကုသိုလ်ရှင်မှုပေါ်မှာပြည့်တဲ့ကြီးတို့ရောလေးစားမိကြသလားရှင်။